ရင်ပြည်နယ်၄ကီကော်ဒေသမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ရဲ့တပ်မ22စစ်ကြောင်းကတပ်သား2ဦးကော့ဘရာစစ်ကြောင်းစီအလင်းဝင်လာပါတယ်။အဲ့ဒီတပ်သား2ဦးကလက်နက်တွေယူလာပြီးကင်းကြနေချိန်ထွက်ပြေးလာတာလို့တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။လက်နက်နဲ့တကွာအလင်းဝင်လာတဲ့တပ်မ22ကတပ်သား2ဦးကိုပူပေါင်းစစ်ဆင်ရေးမှူးဗိုလ်မှူးသူရစောတာဘော်ကကြက်သိန်း30စီချင်းမြန်ပေးလိုက်တယ်လို့သိရတာပါ။၄ကီကော်မျိုးစီစစ်ကြောင်းထိုးနေတဲ့တပ်မ22ဟာ အထိနာပြီးအများအပြားသိဆုံးနေတယ်လို့ဒေသရင်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။စက်တင်ဘာ23ရက်ကစလို့တပ်မ22လက်အောက်ခံတပ်ရင်းတွေကို3ရင်း W ဟာဖွဲ့ပြီး view ဟာ3ခုနဲ့4ကီကောဒေသစီစစ်ကြောင်းထိုးတိုက်ခိုက်နေတာပါ။ view ဟာ221 222 223ဆိုတဲ့3 view ဟာနဲ့ W ဟာကိုအင်အား400ကျော်ပါပြီးစုစုပေါင်းအင်အား1200နဲ့စစ်ကြောင်းထိုးလာတာလို့ဘုံမူသူရစောတာဘောက People Spring ကိုပြောထားပါတယ်။ တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေတဲ့ 6K ကောင်ဒေသအတွင်းပြီးခဲ့တဲ့ အောက်တိုဘာ31ရက်ကရသေးကူအနီးမှာတပ်မ22လောက်ခန်းခမာယာ200ကိုတည်ရင်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာခမာယာ200ကိုတည်ရင်အထိနာလို့ပြန်ဆုတ်သွားရပြီးအလောင်းတွေနဲ့ခဲယမ်းတွေအများပြားကျန်ခဲ့တယ်လို့တော်လှန်ရေးရဲဘော်နဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။ 6K ကောင်ဒေသမှာပြီးခဲ့တဲ့တလကျော်အတွင်းစစ်ကောင်စီတပ်ဘက်ကဒုတက်ရင်မှုတအူအပအဝင်150ခန်းတေဆုံးပြီး 200ခန့်ဒဏ်ရာရထားတယ်လို့ပူပေါင်းစစ်စင်ရင်မူစောတာဘော်ကပြောထားပါတယ်စစ်တပ်ဟာ၄ကီကောဒေတာတိုက်ပွဲအတွင်းစစ်မှုတန်းဥပဒေနဲ့ခေါ်လာတဲ့တပ်သားတွေကိုအများဆုံးတုံးထားတယ်လို့လဲဗိုလ်မှူးသူရစောတာဘော်ကပြောပါတယ်ရှင်